မင်းမီးခီမုန်နေတဲ့မှာအနေတိုင်းတက်ဆုံးပြေချီချူခံနေရတဲ့ဝုံမုံရွှေယောက်ျားနဲ့အီချော်ဖိုးယောက်ျားအနုပညာလောကရဲ့အိမ်အောင်ရေးကိစ္စတွေထဲမှာမှပရိသတ်တွေရဲ့ထူးတလေချီချူအားကြောင့်မှုကိုခံနေရတဲ့ခမုန်ကောင်းနေအောင်ကိုလူပြောများနေပါရယ်အနုပညာလောကထဲမှာအောင်မြင်တဲ့မင်းမီးတွေဟာအိမ်အောင်ဘက်ရွေးချယ်တဲ့ကောင်တတဲကြီးတွေစီဝါရေးလုပ်ငန်းရှင်ကြီးတွေနဲ့ဖူးစာဆောင်ကြတာထုံးစံပါပဲဒါပေမဲ့ကံကောင်းနေဆိုတဲ့နေရာမှာတောင်မှတကယ်ကိုထိတ်ဆုံးအပြေးနေပြီးပရိသတ်တွေရဲ့လေးစားမှုကိုပါရှားနေတဲ့မင်းမီးတွေရောက်ရှိပါရယ် အဲ့ဒါကတော့ဦးမိုလ်ရွှေင်းရဲ့အချောပိုလိုပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကဲကောင်းတယ်လို့ပြောကြတာဟာသူတို့ခင်မွန်နေရာကြီးတဲ့ချမ်းသာနေလို့တကူရဲကြမဟုတ်ပါဘူး။အဓိကချက်ကတော့ဒီခင်မွန်နေရာဟာအနည်းတိုင်းတက်ဆုံးဖြစ်ပြီးတော့အချားမင်းသမီးခင်မွန်တွေနဲ့လုံးဝကွာခြားနေလို့ပါပဲ။ပထမဆုံးပြောရမှာကတော့မြန်မာနိုင်ငံရဲ့အာမင်းဆုံးမင်းသမီးတစ်လက်ဦးမိုလ်ရွှေင်းပါပဲ။သူမလက်တက်တာတာကတော့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတတိကြီးလေးတကတယောက်ဖြစ်တဲ့ကိုနိုင်ပြိုကျော်ပါ။သူတို့လက်ထပ်လိုက်တဲ့ဆိုတဲ့ဦးမိုလ်ရွှေင်းတယောက်တော်တော်လေးကိုမှချစ်ခင်ရပြီးကံကောင်းနေပြီဆိုတာအားလုံးသိပါ။ ဒါပေမဲ့ပြည်သက်တွေတကယ်လေးစားအားကြတဲ့ချက်အိမ်မှာစားတာပါကိုနိုင်ပြောကြောင်းဟာခြားသောတရေကြီးတွေလိုစီဝါရေးလုပ်ငန်းတွေနဲ့ပဲချင်းကုန်နေတာမျိုးမဟုတ်ပါဘူးသူကဇနီးလေးဝုံမုံရွှေကြီးပေါ်မှာလိုလေသေးမရှိအောင်ပါရမီဖြစ်ပေတယောက်လိုရာရာဖြည့်စီနေတာပါဇနီးဝတ်ဖို့အတွက်တမိုးကြီးလက်ဝဲနာတွေဝယ်ပြီးတာအလူတန်းနေတူတူလောက်တာကစားဝုံမုံချွေကြီးလှုပ်ချင်တာမှန်သမျှကိုနောက်ကနေလိုက်ပြီးတော့ဖြည့်စီပေးတတ်ပါတယ်ဥပမာနဝင်တယ်လို့စကားမျိုးထုတ်လုပ်ဖို့ကိုပိုင်ထုတ်လို့ရေးထောင်ပေးတာမျိုးဒီပါဒါပေမဲ့ဒီကကကိုနိုင်ဖြိုးကျော်ဟာဒီလောက်ချမ်းသာ ဒီလောက်ဇနီးတွေကိုပံ့ပိုးပေးနေပေမယ့်အနေတိုင်းကိုတော့အရှမ်းတက်လုံးပါတယ်။သူကကိုမိန်းမမင်းသမီးဆိုတာကိုပန်းပြပြီးမီဒီယာတွေရှေ့တွင်မျက်နှာပြအင်တာဗျူးတွေပြေပြီးနာမည်ကြီးအောင်ဘယ်တော့မှမလုပ်ခဲ့ပါဘူး။သူ့ရဲ့ဇနီးကီကိုပဲရှေ့တုန်းကလေးနန်းထဲမှာထားပြီးသူကိုယ်တိုင်ကတော့နောက်ွယ်ကနေတိတ်တိတ်လေးအခိုင်အမာဆုံးပံ့ပိုးပေးနေတဲ့ခင်မောင်ကောင်တယောက်လိုပါပဲ။နောက်တဲ့အင်တော်ရေးကံကောင်းဆုံးမင်းသမီးကတော့လူပညာပြုခင်းကနေဆင်တင်ပေးလိုက်တဲ့မင်းသမီးကျော်လေးအချောပေါ်ပါပဲ။ ီချောဘွားတော့သူမရဲ့ဘွားကျင်ရဘက်ကိုသူမနဲ့လိုက်ပတ်နေတဲ့တတူရွယ်သူဖြစ်ပြီးရုပ်ရည်ချောမောခံကြရခင်မတဲ့မိုးဆက်မုံကိုရွေးချယ်ခဲ့ပါရီကိုမိုးဆက်မောကလည်းအောင်မြင်တဲ့လူငယ်စီဝါရေးလူငယ်ရှင်တို့ပါသူတို့မင်္ဂလာပွဲကိုကြည်ကြဲကနာစွာကျင်းပခဲ့ပြီးအခုဆိုရင်တော့ချစ်စရာသမီးလေးအစ်စဝေလာမုံကိုလည်းပိုင်ဆိုင်ထားပါပြီမိုးဆက်မောကစင်နေတဲ့ဤချောပုံနဲ့သမီးလေးပေါ်မှာအလွန်ဂယူဆိုင်ဆောက်ရှောက်ပြီးတော့ပျော်စရာမိသားစုဘွားလေးကိုတိဆောက်ပေးထားနိုင်တော့ပါပရိသတ်တွေချီးကျူးတဲ့ချက်ကတော့ကိုမိုးဆက်မောကလည်း ကိုနိုင်ဖြူကျော်နဲ့ပုံစံတူပါပဲသူကအောင်မြင်တဲ့လုပ်ငန်းရှင်ချော်မော်ရဲမင်းသမီးရဲ့ခင်မောဖြစ်ပေမဲ့ဆိုရှယ်မီဒီယာမှာလူအယုံစိုက်ခင်ရအောင်နမည်ကြည့်အောင်ဘယ်တော့မှစူးစမ်းမနေပါဘူးသူရဲ့ကိုပိုင်ဘွားသူရဲ့စီဝါရေးမှာပဲအယုံစိုက်ပြီးဇနီးနဲ့သမီးကိုချင်းပေးကနောက်ွယ်ကနေခိုက်ခိုက်မာမာပံ့ပိုးပေးနေတာပါပိတ်သက်တရားဒီမင်းသမီးခင်မောနှစ်ယောက်ကိုတီးတန့်ချီးကျူးနေရတဲ့အကြောင်းရင်းကတော့သူတို့ဟာချားမင်းသမီးခင်မောနေလို့မဟုတ်ပါဘူးကိုမိန်းမနမည်ကြည့်မင်းသမီးဆိုတာကိုဗန်းပြပြီး show off လို့ကိုပါလိုက်ပြီးနမည်ကြည့်အောင်အင်တာဗျူးတွေဖြေ နမုတ်ကွေမှာပုံတွေဆက်မပြတ်တင်ပြီးမင်းသမီးရဲ့ရှင်းဝါကိုသုံးပြီးတော့ကိုကိုပရိုမိုလုပ်တဲ့ခင်မုန်းတွေအများကြီးရှိပါတယ်။ဒါပေမဲ့ကိုတိုင်ပြောကျော်နဲ့ခမိုးဆက်မုန်တို့ကတော့အဲ့လိုမဟုတ်ပါဘူး။သူတို့ကအနေတိုင်းတည်းဆုံးကိုရဲ့တံမိုးကိုတီးပြီးတော့ဇနီးတရဲ့အောင်မြင်မှုကိုသာရှင်းရန်တင်ပေးအောင်သူကိုယ်တိုင်ကတော့လူတွေသိမရှိအောင်နောက်ွယ်ကနေဖြည့်ဆည်းပေးနေတဲ့တကယ့်ယောက်ျားကောင်းတွေဖြစ်နေလို့ပါပဲ။ဒါကြောင့်လည်းခမိုးရွှေနဲ့အချိုးပေါ်တို့ကိုအိမ်တော်ရေးကံကောင်းဆုံးမင်းသမီးတွေဖြစ်ပရိသတ်တွေကတနည်းကြွတဲ့တတ်မှတ်နေကြတာပါ။ပရိသတ်တို့ရောဒီနေတိုင်းတက်တဲ့ခမိုးကောင်းတွေအပေါ်မှာ ဘလို့မြင်ပါသလဲသူတို့ကိုချစ်ကြည့်ရတဲ့အချက်တွေသဘောတူတဲ့အချက်တွေရှိပါသလားဆိုတာကိုလည်းပြောခဲ့ပြပါအောင်ရှင်